ီနေ့မှာလိုရာပြပြမဲ့အကြောင်းအရာကတော့တင်မွေးပြချမှုကိုသုံးချီတိုင်ရင်ဆိုင်ခဲ့ရပေမဲ့လည်းသုံးချီလုံးမအသက်ရှင်ချန်ခဲ့သူတူဖြစ်တဲ့ Violet ချက်ဆုပ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူ့ကိုတခြားသူတွေကတော့ The Ascend Ever Woman လို့ခေါ်ကြတယ်။ Violet က1889ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာ Argentina က British ရှာမိသားစုတစ်ခုတည်းကနေမွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့အဖေကတော့ Area စိုက်ပျိုးရေးလုပ်တာဖြစ်ပြီးတော့မှအမေကတော့ Edge တူဦးဖြစ်ပါတယ်။သူငယ်ချင်းဘဝတည်းကကျမရေးထူကြခဲ့ပြီးသူမရဲ့ဘဝကအစကတည်းကမလွယ်ကူခဲ့ပါဘူး။ဖခင်ဆုံးမသွားချိန်မှာအသက် 6နှစ်ပဲရှိသေးတဲ့ဝိုင်ယိုလန်ကသူမရဲ့မိသားစုနဲ့အတူပြည်တိုင်ကိုပြန်လာခဲ့ပါတယ်။1927ခုနှစ်မှာဝိုင်ယိုလန်ကမိုက်စတာလိုင်းရဲ့ HMF ိုလံပစ်တင်ပွဲပေါ်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအိုလံပစ်ကတိုင်တန်နစ်ထက်အနည်းငယ်ကြီးမားတဲ့လက်ဆရီလိုင်းနာတစင်းဖြစ်လို့နာမည်ထွက်ခဲ့ပါတယ်။ဒါပေမဲ့စက်တင်ဘာလမှာ HMA အိုလံပစ်က HMA Hawk နဲ့ရုတ်တရက်ထိခိုက်မိသွားခဲ့ပြီးတော့မှတင်ပွဲတန်ကြောင်းနေ၊ကွဲပြီးလူတွေအများကြီးကြောက်လန့်ခဲ့ပါတယ်။ Violet Jetson လည်းအဲ့ဒီတုန်းကပထမအဆုံးချိန်ပင်လယ်အန်ဒရီနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့သူမကဘေးကင်းလုံခြုံစွာနဲ့အသက်ရှင်ကျန်ရွေးခဲ့ပါတယ်။ဒီအဖြစ်ပြကြည့်ပြီးတဲ့နောက်နှစ်မှာလည်းတိုင်တန်နစ်တင်ပွဲကြီးစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ 1912ခုနှစ်ဧပြီလ10ရက်နေ့မှာတိုင်တန်နစ်ကဆာဟမ်တန်ကထွက်ပြီးတော့မှနယူးယောက်ကိုခရီးလွတ်ခဲ့ပါတယ်။ဝိုင်ယိုလာကျောက်စုကတိုင်တန်နစ်ပေါ်မှာအဲ့ဂျိုတာဝန်ဖြစ်ပြန်လဲအလုပ်လုပ်ခဲ့ပါတယ်။လူတွေကတိုင်တန်နစ်ကိုမနစ်နိုင်တဲ့တင်မောလို့ခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဧပြီ14ရက်နေ့ညမှာတိုင်တန်နစ်ကနောက်အတလန်တရေခဲတုံးနဲ့တိုက်မိသွားခဲ့ပြီးတဲ့နောက်နှစ်နာရီအကြာမှာပဲပင်လယ်ထဲကိုဆုပ်ဆုပ်နစ်သွားခဲ့ပါတယ်။1500ကျော်တဲ့ခရီးသည်တွေနဲ့ဝန်ထမ်းတွေတိုက်ဆုံးခဲ့ကြပါတယ်။ဝိုင်ယိုလန်ကမျိုးသမီးနဲ့ကလေးငယ်တွေကိုကယ်တင်ရင်းနဲ့ဆက်ကျင်းလှေလော်တဲ့ကိုရောက် အောင်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီများအမောင်ထဲမှာသူမကလူတန်၊လေတန်၊ရေတန်တွေရဲ့ရိုက်ခတ်မှုတွေကြားမှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။တန်တနစ်ဖြစ်ရဲ့ကြီးပြီးတဲ့နောက်ပိုင်းမှာလည်း Violet တရားသိမ်းမောဖို့အလုပ်လုပ်ဖို့ဆက်လက်ဆုံးဖြတ်ခဲ့ပါတယ်။ပထမကဘာစစ်အတွင်မှာသူမက HMHL Bridgeton နဲ့ပေါ်မှာစစ်သူနာပြုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Bridgeton နဲ့ကတန်တနစ်ထက်ကြီးမှသလိုစွမ်းရည်ပိုကောင်းတဲ့သင်္ဘောတစ်စင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့1916ခုနှစ်နိုဝင်ဘာလမှာ Bridgeton နဲ့ကဂျာမန်မိုင်းတုံးတုံးနဲ့တိုက်မိသွားခဲ့ပြန်ပါတယ်။သင်္ဘောဟာ ချိန်တိတ်မကြခင်မှာပဲပြတ်ကျသွားခဲ့ပါတယ်။လှေလော်တွေကိုချပြီးလူတွေကိုကယ်တင်တဲ့အချိန်မှာ Christian ရဲ့တင်မော်ဒလက်ကလှေတစင်းကိုဝင်တိုက်ပြီးပြတ်ကွဲသွားခဲ့ပါတယ်။ Violent ကျဆုပ်ကရေထဲကိုခုန်ဆင်းပြီးတော့မှအသက်ရှင်ရန်အ drop ပိုက်ကုန်ချထားတဲ့နေရာကိုရောက်ခဲ့ပေမဲ့လည်းခေါင်းကိုထိခိုက်ခဲ့ပါတယ်။တကယ်ပဲထင်ရရခဲ့ပေမဲ့သူမအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။သုံးနှစ်နိုင်တင်မော်ပြတ်ကျမှုတွေကြုံတွေ့ခဲ့ပြီးတဲ့နောက် Violent ကျဆုပ်က1935ခုနှစ်အသက်46နှစ်အရွယ်နဲ့တင်မော်ဘွားကအနားယူခဲ့ပါတယ်။နောက်ဆုံးချိန်ထိဘွားကိုတိတ် တဆိပ်ဖက်တန်းခဲ့ပြီးတဲ့နောက် Violet က1980ခုနှစ်အသက်84နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူမကသူမကြုံခဲ့ရတဲ့ဘဝကိုအမွန်းတင်ပြီးဘယ်တော့မှပြပြလေးမရှိပါဘူး။ဒါကြောင့်သူမကိုလူအများကအစ်စ် Eva Woman လို့ခေါ်ပြီးတကယ်တမိုးရှိတဲ့စိတ်ခံနိုင်မှုနဲ့တသက်ကြီးမှသူတူဖြစ်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့ကြောအားလုံးကိုကျေးဇူးတင်ပေးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုနိုင်မှုအတွက်ကျွန်မရဲ့ channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုခဲ့ပါရစေရှင်။